ဟုတ်ပြီစိုးဆိုင်အတွက်ငွေကြေးနဲ့အချိန်လွတ်လပ်မှုတစ်ခါတည်းကိုရကျင်တယ်။ငွေကြေးနဲ့အချိန်ကိုကတေချာလေးခွဲထုတ်ရမယ်။ချေတော့အချိန်တမျက်နှာရေးလိုက်မယ်။ပြီးတော့ငွေကြေးတမျက်နှာခွဲထုတ်လိုက်မယ်။အချိန်လွတ်လပ်မှုရရှိလာဖို့လက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာအစကနေအဆုံးထိအားလုံးရေးထုတ်ရမယ်။တင်းနဲ့3 4 6ပါရှိလေ။မနဲ့မိုးလင်းထလာနဲ့အမရဲ့စိုးဆိုင်ထဲမှာအစကနေအဆုံးထိဘာတွေလောက်ရတာလဲအားလုံးကို list ထုတ်ပါ။ရေးထုတ်မှမြင်တာနော်။ရေးထုတ်ပြီးသွားပြီးဆိုရင်အဲ့ဒီအထဲမှာအရေးကြီး ဆုံးအရာဘာလဲပြန်ရေးထုတ်မယ်ပြီးတော့အရေးကြီးတဲ့အပြင်သူများအစားထိုးထည့်လို့မရတဲ့အရာကိုကိုယ်တိုင်ပဲဝင်လုံလို့ရတဲ့အရာတွေပါရှိလေအဲ့ဒါပြန်ရေးထုတ်အဲ့လိုမျိုးရေးထုတ်မှအမအတွက်ဆိုတော့အချိန်ထွက်လာမယ်မဟုတ်ရင်အလုံးလုံးရမှကိုကိုတိုင်းလုံးမှဖြစ်မယ်အလုပ်တွေများကြီးအဲ့လိုမျိုးကိုကြီးနေမှာပဲကိုရေးထုတ်လိုက်တဲ့အခါမှာကိုတကယ်လုံးရမယ့်အရာကနှမျိုးသုံးမျိုးလောက်ပဲကြံရင်ကြံလိုက်မယ်ကိုနေရာမှာအစားထိုးထည့်လို့ရတဲ့အရာကိုအဲ့နေရာမှာဝန်တန်းခတ်မယ်ဝန်တန်းခတ်မှကိုအလုံးလုံးရ ြတာတက်တာမယ်တယောက်ထဲနဲ့စိုင်ဖွေဘောက်ချာထဲ order မှာစိုင်ပိတ်တယောက်ထဲနဲ့သွားလို့မရဘူးပြီးတော့ကိုယ့်ရဲ့စိုင်ထဲမှာဝန်ထမ်းဘယ်နှဦးထဲရမှာလဲဘယ်ယာဒူဘဒူတွေကလိုအပ်တာလဲဆိုတော့အဲ့ဒါကိုပြန်ရေးထုတ်အဲ့လိုမျိုးတရားလေးရေးထုတ်မှဘာလို့ရမှာလဲဆိုတော့ပေါ်လာမယ်အချိန်ပိုင်းပြီးွားပြီးဆိုရင်ငွေကြေးအပိုင်းကိုပြန်ကြည့်မယ်ငွေကြေးလွတ်မှုရရှိဖို့လက်ရှိကိုယ့်ရဲ့စိုင်ထဲမှာငွေကြေးစည်းစိမ်မှုဘယ်လိုမျိုးရှိတာလဲဘယ်နေရာမှာအခက်အခဲဖြစ်နေတာလဲကိုပြန်ကြည့်ရမယ်ငွေကြေးလွတ်မှုမရနိုင်တာကငွေကြေးအ အခက်အခဲဖြစ်နေတာကဘာတွေရှိလဲ။ဆိုင်ထဲမှာအကျွေးနဲ့ရောင်းတာရှိလား။အာမရှိဘူးเนาะ။လက်ငင်းပဲရောင်းတယ်။ပြီးတော့ဆိုင်ထဲမှာရောင်းမထွက်တဲ့ပစ္စည်းတွေရောများလား။စတိုးဆိုင်တော့အများကြီးရင်ထားရမယ်။အာ န့်တွေ့လားရောင်းတိတ်ပြီးမထွက်တဲ့ပစ္စည်းတွေလေပြန်ဆွဲထုတ်ရမယ်တတော်များတော့ soul size ဆိုတာစုံဖို့အစုံကိုတင်ထားတယ်ဒါပေမဲ့တရက်မှတစ်ခုလောက်ပဲရောင်းထွက်တဲ့ပစ္စည်းဒါမှမဟုတ်တပတ်မှတစ်ခုလောက်ပဲထွက်တဲ့ပစ္စည်းအဲ့ဒီပစ္စည်းမျိုးကိုပြန်ဆွဲထုတ်ရမှာမဟုတ်ရဲ့အဲ့လိုမျိုးပစ္စည်းတွေနဲ့ငွေတွေအများကြီးသွားရင်းတဲ့အခါမှာကိုယ့်ရဲ့ငွေရဲ့အဲ့မှာအများကြီးသွားပြီးပုံနေမှာဟုတ်တယ်ရောင်းကောင်းတဲ့အရာဘယ်နှမျိုးရှိတာလဲဆွဲထုတ်မအင်စာလောက်ရမယ်နော်အမျိုးတရာရှိရင်လည်းအမျိုးတရာစလုံ းကိုစွဲထုတ်ရေးထုတ်မှမြင်မှမရေးထုတ်ရင်မသိဘူးနော်ဘယ်ရာရောင်းကောက်ဆိုတာစဉ်းစားလို့ရမှာမဟုတ်ဘူးထို့ပစ္စည်းကရောက်လာနဲ့ကုန်ရောက်လာနဲ့ကုန်တလတော်မှစောက်เสียမလို့တဲ့ပစ္စည်းမျိုးတွေဘာရှိတာလဲအဲ့ဒီပစ္စည်းမျိုးကိုဦးစားပေးသိတယ်စိုင်ထဲမှာစုံဖို့ပဲဆိုပြီးတော့ရင်းထားတဲ့ပစ္စည်းမျိုးတွေချေရ stock ကိုတိုက်ပြီးအားမပေးတော့ပြီးတော့နံပါတ်၃ချက်ကဝယ်သူတွေများများတိုးဖို့ကိုရဲ့ဆိုင်အတွက်လက်မှတ်ကတင်လောက်ရမှာကိုရဲ့မြို့နယ်ထဲမှာပဲကိုရောင်းနေလို့မရဘူးခုခေတ်ကကုံစုံဆိုင်တွေ store ဆိုင်တွေလူတွေကိုရဲ့ဆိုင်ကိုတိအောင်လှု ုပ်ရမယ့် content အမျိုးအစားတွေအမျိုးမျိုးရှိတယ်ဟုတ်တယ် store ဆိုင်လည်းလုပ်လို့ရတယ်ခြေရက်တင်တန်းသူတွေလည်းရန်ကုန်မှာသူက store ဆိုင်ပဲဒါပေမဲ့ online ထဲမှာပေါက်သွားတဲ့အခါမှာ online ပေါ်မှာလည်းသူရဲ့ store ဆိုင်ကနေ panato 8တို့လည်းရောင်းကောင်းတဲ့အပြင်သူရဲ့ဆိုင်မှာလည်းလူတွေတိများလာတဲ့အခါမှာသူရဲ့ store ဆိုင်ကနေ client တွေ customer တွေအများကြီးရောက်သွားနိုင်တယ်ခြေပြောသွားတဲ့အတိုင်းကိုအရင်ဆုံးပြင်ဆင်ကြည့်ဟုတ်ကဲ့ okay content ပိုင်းမှာခြေရုပ်ဆက်သွားကြမယ်နော်